ကယ်လိုရီရှော့စားတော့လေဝိတ်မကြရင်ဒီသုံးချက်ကိုပြင်ကျွန်တော်ကတော့အလွယ်တကူပေါ့နော်ဝိတ်ကြတယ်လို့ပဲပြောလိုက်တာဒီနေရာမှာဒီ topic လေးကိုမပြောခင်ကျွန်တော်တို့ဝိတ်ကြတာနဲ့ SC ကြတာနဲ့မတူတာကိုကွက်ကွက်ပြပြခွက်ခွက်ချာချာနားလည်ထားအောင် ဆိုတော့ကျွန်တော်တို့ကိုလေးချိန်များနေတယ်ဝါနေတယ်ဆိုရင်အလွယ်တကူပြောကြတယ်ငါတို့ဝိတ်ချမယ်ငါတို့ဝိတ်ကြခြင်းတယ်ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ဟုတ်ပြီကျွန်တော်တို့ကိုလေးချိန်ကြသွားရင်ပြီးရောလိုချင်တာမဟုတ်ဝါနေတယ်ဗျာခန္ဓာကိုယ်ဝါဝါပန်ပန်ကြီးဒဲကြီးဖြစ်နေတယ်ကြသွားလဲဒီတိုင်းကြီးပဲမိန်းကလေးတွေဆိုလဲမြန်မာရင်းကြီးဝတ်တယ်ဆိုရင်ဒီတိုင်းကြီးပဲယောက်ျားလေးတွေဆိုလဲပစိုးနဲ့တိုက်ပုံဝတ်တာပဲဖြစ်ဖြစ်ကိုယ့်ကိုဘလို့ fashion ပဲဝတ်ဝတ်ဒီတိုင်းကြီးပဲခန္ဓာကိုယ်အဲ့လိုလိုချင်တာမဟုတ်ဘူးကျွန်တော်တို့ကြသွားတဲ့အခါမှာခန္ဓာကိုယ်ကချစ်ချစ်လစ်လစ်နဲ့တင်းတင်းရင်းရင်း ပုံစံလေးပုံနေတာမျိုးလိုချင်တာဟောလိုမျိုးပြိုင်မဝင်တဲ့ကစားသမားကြီးတို့လိုလုံးဝဇင်းလုံးကြောကြီးကောက်ကြောင်းအလှကြီးတွေနဲ့ဟိုမာဆယ်ကြီးတွေဖုတ်ထင်နေတာမျိုးလဲမဟုတ်ဘူးဒါကျွန်တော်ဆိုလိုရင်းကိုနားလည်မယ်ထင်တယ်ဆိုတော့ ျွန်တော်တို့ဝေးကြရတယ်ဆိုတာထက်အစီကြတာကိုကျွန်တော်တို့ကဦးစားပေးတာအဲ့အတွက်ကြောင့်ကျွန်တော်တို့တော်တော်များများလောက်ကြတယ်ကယ်လိုရီရှော့စားရမယ်ဆိုတော့ကျွန်တော်တို့သိတယ်အဲ့အတွက်ကျွန်တော်တို့ဒါအင်တာနက်ပေါ်ကကယ်လိုရီကယ်ကူလေတာပဲဖြစ်ဖြစ်ကျွန်တော်ပါဝင်ထရိနာပေါင်းများစွာပြောနေတဲ့ theory နဲ့ပဲတွက်ချက်ပြီးချက်ပြုတ်စားတောက်တာမျိုးတွေလောက်ကြတယ်ကယ်လိုရီရှော့စားကြတယ်တစ်ဖက်မှာလည်းဝေးကြတာထက်အစီကြတာဦးစားပေးမှာဖြစ်တဲ့အတွက်ကြောင့်ကယ်လိုရီရှော့စားရုံတတ်တတ်မဟုတ်ပဲနဲ့လေ့ကျင့်ခန်းလုပ်တယ်လေ့ကျင့်ခန်းကိုအထူးသဖြင့်အလေးဝင်တော့လေ့ကျင့်ခန်းလုပ်တယ်ဂျင်မာလေးတွေနဲ့ကစားတာဖြစ်ဖြစ်ကိုယ့်အကူအိမ်မာလေးတွေနဲ့ကစားတာပဲဖြစ်ဖြစ် body weight နဲ့ကစားတာပဲဖြစ်ဖြစ်လုပ်တယ်ဘာလို့လ ယ်ဆိုရင်ကျွန်တော်တို့ကြာသွားတဲ့ဝိမ်မှာကြော်သားတွေမပါသွားအောင်ကြာသွားတဲ့အခါခန္ဓာကိုယ်ကြက်ကြက်လစ်လစ်တင်းတင်းရင်းရင်းနဲ့မာဆယ်လေးတွေရှိအောင်အဲ့လိုမျိုးလုပ်ကြတယ်။အဲဒီမှာဇလန်းစပြီးနံပါတ်၁ဇလန်းကျွန်တော်တို့ပထမဦးဆုံးလေ့ကျင့်ခန်းတွေလုပ်တဲ့အခါထင်တလို့မကြပါလားကယ်လိုရီလည်းရှော့စားနေတယ်ကယ်လိုရီဒက်ဖက်စစ်လည်းလုံနေတယ်လေ့ကျင့်ခန်းလည်းလုပ်တယ်လုံလောက်တဲ့အနားယူမှုတွေလုပ်တယ်ဘာလို့မကြတာလဲဆိုရင်တခုတတိထားမှာကျွန်တော်တို့ပထမအဦးဆုံး ဒီလိုအလေးတွေနဲ့ကစားတဲ့အခါမှာကျွန်တော်တို့ကြွက်သားလေးတွေကရောင်နေပြီးတော့ဝိတ်တက်နေတာလေးတွေရှိတယ်။နောက်ပြီးတော့ကြွက်သားတွေကိုဒါဂလိုက်ကိုဂျင်ပေါ့နော်ရေဝိတ်တွေဆွဲနေတာမျိုးလေးတွေလိုအပ်တာထက်ပိုဆွဲနေတာမျိုးလေးတွေရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ကအဲ့ပထမကာလမှာဝုံဝုံနိုင်နိုင်မကြပဲနဲ့နည်းနည်းလေးတက်နေတာမျိုးရှိတယ်။ထင်သလောက်မကြတာမျိုးရှိတယ်။အဲ့လိုမျိုးမာဆယ်တီလေးလေးတယ်ဒီရေဝိတ်ဆိုတဲ့ဂလိုက်ကိုဂျင်ဆိုတာလေးလေးတယ်ကျွန်တော်ခန္ဓာကိုယ်မှာအစီးပဲလေးနေတာမဟုတ်ဘူးလေကျွန်တော်ပေါင်ချိန်ဆက်ပုံမှာတက်လိုက်တယ်ဆိုရင် ပြနေတဲ့ကိုလေးချင်းကကျွန်တော်တို့ရဲ့အယိုးတွေကြွက်သားတွေအစီတွေရေဝိတ်တွေတိတိကျကျပြောရင်30နှစ်ကောထားတာပေါ့နော်အကုန်လုံးကိုကျွန်တော်တို့ကဒီလောက်ဒီလောက်လေးပါတယ်ဆိုပြီးပြနေအဲ့တော့ငါ calorie deficit လည်းလုပ်တယ်ငါ training လည်းတေချာလုပ်တယ်အလေးနဲ့တေချာကစားရတယ်ဘာလို့အဲ့လောက်တေချာမကြလဲဆိုတာဒီပြဿနာလေးရှိရဲဒါကတပတ်နှစ်ပတ်ပေါ့နော်ဒီလိုဖြစ်တာအကိမေးစင်မာဆယ်တက်လာတယ်ဆိုရင်လေမာဆယ်ဒီလည်းလေးတာပဲနေရာတော့မရှိဘူးအဲ့တော့ခြားတဲ့တလောက်မကြဘူးဆိုတာကအဲ့အတွက်ကြောင့်ဖြစ်နေတာဖြစ်တယ်ဒါဆိုရင်ကျွန်တော် တေချာလေးမိတ်ဆွေတို့နားလဲယုံကြည်လက်ခံလို့အဆင်ပြေအောင်ကျွန်တော်ဒီ research လေးနဲ့ကျွန်တော်ရှင်းပြမယ်။ကောင်းပြီ။ဒီ research မှာတော့ဒါရဲသားလေးတွေပေါ့နော်။အဲသူတို့ကကျွန်တော်တို့ဝနေတယ်။ workout တွေလည်းတေချာမလုပ်ဘူး။ diet လည်းတေချာမလုပ်ဘူး။ဆိုတော့သူတို့ဆန်းသက်တဲ့နေရာမှာကျွန်တော်တို့ဆက်နှစ်ပတ်တိတိ calorie deficit လုပ်တယ်၊ calorie short စားစေတယ်။အလေးချိန်ခံနေလည်းတေချာလုပ်စေတယ်။အဲ့မှာဆက်နှစ်ပတ်မှာမှနော်3 kg တတိကျကျပြောရင်နှစ်သက်သမား၈ kg လောက်ပဲကျွန်တော်တို့ကကျတယ်။ဟာဒီလောက်ကျပြီလောက်တာဒီလောက်ပဲလား။3 kg ပဲလား။ဟာနဲတာ။ အာအမရဘူးတတော်ဒါနှေးတယ်လို့ထင်ကောင်းထင်တယ်ဒါပေမဲ့တေချာလေးနက်နက်နဲနဲပြန်ပြီးတော့သုံးသက်ကြည့်တဲ့အခါမှာသူတို့ကျသွားတာအစီ9 kg ကျသွားတာဒါပေမဲ့ကြွက်သား4 kg တက်လာတယ်အဲ့တော့ရုပ်တရက်ပေါင်ကျင်ဆက်မှာကြီးလိုက်မယ်ဆိုရင်တော့ဟမ်ဆက်နှစ်ပတ်တောင်လောက်တာ3 kg ပဲကျသလားပေါ့တကယ်တော့အစီ9 kg ကျသွားတာကြွက်သား4 kg တက်လာတာအဲ့အဲ့လောက်ကြွက်သားတက်ဖို့မြန်သလား အဲလူပိန်လေးတွေအားကျုပ်တို့မှာတိတ်လောက်အောင်ဆော့နေရတာဒါမှဖြစ်နိုင်ဘူးလို့လည်းထင်ကောင်းထင်လိမ့်မယ်တကယ်တော့ဒါတို့ကကျွန်တော်အရှိမပြောသလိုဒါ newbie games ပေါ့နော်ဟိုတခါမှလေ့ကျင့်ခန်းတွေမလုပ်ဘူးဆိုတော့ဒါကြွက်သားတွေကအလုံးစုံမှုအတွေ့အကြုံရပြီးတော့ဒါကြွက်သားတက်တာနည်းနည်းညံသွားတဲ့သဘောမှရှိတယ်ဆိုတော့ပထမတစ်ချက်ကျွန်တော်တို့ gallery shot စားတော့လေကိုလေးချင်းမကြဘူးစီမကြဘူးဆိုတာကမကြအောင်မဟုတ်ကြတယ်မကြအောင်မဟုတ်ကြတယ်ဒါပေမဲ့ကျွန်တော်တို့ထင်တာကပေါင်ကျင်ဆက်ဖို့ကြီးပြီးတော့ငါတို့ကအင်းဒီလောက်ပဲလာခုနကပြောသလိုလေ ဆက်လက်ပတ်လောက်လောက်တယ်3 kg လောက်ပဲကြာတယ်ဟုတ်မတန်လိုက်တာဝါလောက်လောက်ရတယ်ပင်မန်းတာဟိုကစားရတာနဲ့အစာထိန်းရတာနဲ့တကယ်တော့ကျွန်တော်တို့ကအစီရကြာတယ်ကြောသားတက်တယ်ဆိုတော့တိတ်မတိမတာဖြစ်သွားတယ်ဆိုတော့ပထမအဆုံးအနေနဲ့ကျွန်တော်တို့ဘယ်လိုဆန်းစစ်တင်လဲဆိုတော့ကျွန်တော်တို့ရဲ့ကစားအားတွေ performance တွေခွန်အားတွေတက်လာသလားကျွန်တော်တို့တေချာလေးဆန်းစစ်ဖို့လိုတယ်အဲနောက်ပြီးတော့ကျွန်တော်တို့ရဲ့ bike ပတ်လေလေးပေါ့နော်တေချာလေးတိုင်းထားမယ်ကျွန်တော်အနည်းဆုံးများဟိုတပတ်လောက်နဲ့တော့ မမျော်လင့်နဲ့ပေါ့နော်နှစ်ပတ်တန်တီသုံးပတ်တန်တီလောက်ကျွန်တော်တို့ဒါစောင့်ကြည့်ပြီးတော့မဆော့ခင်ပေါ့နော်ဘာမှမဆာခင်ကျွန်တော်ဘိုက်ကားပတ်လဲလေးတွေတိုင်းထားတယ်ပြီးတော့ကျွန်တော်တို့ရဲ့ဒါကစားနိုင်တဲ့စွမ်းအားတွေကိုကျွန်တော်တို့အသေးချာလေးမှတ်သားထားမယ်ကျွန်တော်တို့သုံးပတ်မြောက်တဲ့အချိန်မှာကျွန်တော်တို့ဘိုက်ကားပတ်လဲလေးတွေအသေးချာလေးပြောင်းလဲလာသလား ောက်ပြီးတော့ကျွန်တော်တို့ရေကစားအားလေးတွေပို့ပြီးတော့ကောင်းလာသလားနောက်တစ်ချက်က progress photo ပေါ့နော်အရှင်းဆုံးကတော့ကျွန်တော်တို့မနှံမိုးလင်းအပေါ်လေးသွားပြီးတော့ကျွန်တော်တို့ရေဒါကိုလုံးပေါ်မှန်မှာဓာတ်ပုံရိုက်ထားမယ်မနှံမိုးမိုးလေးချင်းတင်အပေါ်လေးသွားပြီးတော့ရိုက်ထားမယ်အမျိုးသမီးဆိုရင်တော့ကျွန်တော်တို့ဒါ period မတိုင်ခင်တို့ဘာလို့မှာတော့မဟုတ်ဘဲနဲ့ period တစ်ပိုင်းပြီးသွားတဲ့အချိန်မှာကျွန်တော်တို့ကဒါကိုလုံးပေါ်မှန်လေးမှာတကွေတကားကိုယ်တိုင်ကြည့်လို့ရအောင်တခြားလေး progress photo လေးရိုက်ထားမယ်ရိုက်တဲ့အခါမှာလေအကောင်းဆုံးတော့ယောက်ျားလေးဆိုလဲဒါအတွင်းငန်နဲ့ main ကလေးဆိုလဲ two piece နဲ့ရိုက်ထားတာတော့အကောင်းဆုံး ံးပဲပေါ့နော်နောက်ပြီးတော့ lighting တွေအလင်းမောင်တွေအကုန်လုံးကလည်းအဲ့တနေရာထဲမှာပဲဖြစ်ရမယ်ဟိုအိမ်ရှိရမှန်မှာရိုက်လိုက်အိမ်နောက်ဖေးရမှန်မှာရိုက်လိုက်မီးလေးဖွင့်လိုက်ရိုက်လိုက်မီးလေးပိတ်လိုက်ရိုက်လိုက်တော့လုံးလို့မရဘူးဆိုတော့ပထမအချက်အနေနဲ့အဲ့လိုလေဒေချာစမ်းစစ်ဖို့လိုတယ်ဒုတိယအချက်ကမိတ်ဆွေတို့ထင်တာထက်ပိုစားမိကြီးရလူတော်တော်များများအားတဲ့သူတို့ကိုသူတို့ကယ်လိုရီရှော့စားရကယ်လိုရီရှော့စားတယ်ဆိုပေမဲ့သူတို့စားတယ်ဆိုတာတက်ကယ်လိုရီ900လောက်ပိုစားနေမိတာကို တွေ့ရှိရတယ်တဲ့ဘယ်လိုမျိုးလဲဆိုတော့ဗျာကျွန်တော်တို့တနေ့တာလိုအပ်တဲ့ကယ်လိုရီက2500အဲ့တော့ဒိုးတွေ2000ပဲစားမယ်ကယ်လိုရီ900ရှော့စားမယ်ဆိုပြီးစားတယ်ဒါပေမဲ့သူတို့စားမိနေတာ2900လောက်ဖြစ်နေတယ်ဒါကတော့သူလိုကိုလိုလူတွေဒါအစားတောက်အဟာရနဲ့တိတ်ပြီးတော့ရင်းနှီးမကြောင်းဝင်တဲ့သူတွေမဟုတ်လို့ဟုတ်ဒါဆိုရင်နဲ့ now research တခုဒီ research ကဒီအဟာရနဲ့ပတ်သက်တဲ့အဟာရဗေဒပညာရှင်တွေဒီအဟာရနဲ့အကျွမ်းတဝင်ရှိတဲ့သူတွေ ပင်ဖြစ်လင်ကစားတဲ့တို့ကယ်လိုရီရှော့စားတော့လဲပဲကျွန်တော်တို့ကယ်လိုရီ220လောက်တို့ကပိုစားမိနေတယ်ဟာဒီလိုတွေကဒီပညာတွေကိုနားလည်ထားတာပဲဘာလို့အဲ့လိုတွေဖြစ်နေရလဲဆိုရင်ဒီလိုဗျကျွန်တော်တို့အစားအသောက်စားတဲ့အခါကျရင်ဘလောက်ပဲကျွန်တော်တို့ဒါ diet တွေစားစား healthy meat တွေစားစားခါလေးကျွန်တော်တို့ sauce လေးတွေထည့်တာရှိတယ်ဟို C လေးတွေနည်းနည်းပပ spray နဲ့ပဲဖြန်းဖြန်း zone လေးနဲ့ပဲထည့်ထည့်နည်းနည်းလေးပို့သွားတာရှိတယ် dressing လေးတွေထည့်တာရှိတယ်အရွက်တွေပါရေးတုံးမယ်ဆိုရင် အဲ့တော့အဲ့ရလေးတွေကနည်း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 တနက်မှနည်းနည်းတနက်မှနည်းနည်းဆိုတော့ညာလဲပဲအဲ့လိုအစွန်းအတွက်လေးတွေကပါသွားလေးရှိတယ်အနောက်တစ်ခုကကျွန်တော်တို့လူသားတွေဖြစ်တဲ့အတွက်ကြောင့်အများတန်းကိုချက်တာကိုစားရတယ်အများတန်းချိန်တွယ်ပြီးစားနေတယ်ဒီလိုလေးစားနေလို့မရဘူးလေကျွန်တော်တို့မွေးနေ့တွေရှိတယ်အလူတွေရှိတယ်မင်္ဂလာဆောင်တွေရှိတယ်ဝါးလေးတွေရှိတယ်ဗျာအဲ့တော့အဲ့လိုအခါမျိုးကြာရင်ကျွန်တော်ဆိုင်နေမှာသွားစားရတယ်ဒီ research မှာကတော့ဒါကတော့ဒါပြပဆိုင်နေပေါ့နော်စားတော့ဆိုင်နေရဲ့တနက်တနက်ဟာဝမ်းမီးဟာပေါ့အ ਨੇ စုံပြင်းပြခြင်းအပြင် calorie 1900လောက်ရှိတယ်တဲ့ဒါက ီပါဟာလေဒါတို့ရေဘူးက research လုပ်ထားရတယ်ကျွန်တော်စဉ်းစားကြည့်ပါကျွန်တော်မြန်မာအစားအသောက်ဆိုရင်အတိုးအမြုပ်တွေအရွက်သုပ်တွေအရေသောက်တွေဟလာစီပြန်ဟင်းတွေအိုးဟင်းပေါင်းများစွာဖွဲ့ဖွဲ့ရရစားလို့လေကောင်းတယ်ကယ်လိုရီကတော့ဘာပြောကောင်းမလဲတနက်တနက်ကိုရင်ဂိတ်ကဆုံးသွားပြီအချို့တဲတာမပါသေးဘူးကြီးနော်အဲ့လိုမျိုးရှိတတ်တယ်အဲ့တော့ကျွန်တော်တို့အဲ့လိုမျိုးတွေစားနေတယ်ဆိုတော့ကျွန်တော်တို့ကလိုအပ် data ပို့စားမိတယ်လို့ဖြစ်နေတယ် tips တွေတခုပေးရမယ်ဆိုရင်ဟုတ်ပြီကိုကကြိုသိနိုင်တယ်ဗျာဘယ်နေ့မှာလာမယ့်စနေတနင်္ဂနွေမှာတော့ဒါမိသားစုနဲ့အပြင်ထွက်စားမှာရှိတယ်တငယ်ချင်းမွေးနေ့ရှိတယ်မင်္ဂလာဆောင်ရှိတယ်ဝါဒီတခုခုရှိတယ်ဆိုကြပါစို့အဲ့တော့ကျွန်တော်တို့ကဒီတပတ်မှာငါရဲ့ calorie shot စားတယ်တွက်ချက်ပြီးစားတယ်အဲ့တော့ဒီထက်ပိုပြီးတော်တော်လေး strict လုပ်ပြီး shot စားထားလိုက် break out ထားလိုက်ဒါမှမဟုတ်အဲ့ဒီမှာနေ့လယ်ဝါဒီရှိရယ်ဆိုမနေ့တည်းကဟိုးထားလိုက်မနေ့ညတွေကဟိုးထားလိုက်ကြိုပြီးတော့ထိန်းထားလိုက် shot ထားလိုက်ကဲ on the spot မတိရအောင် ဟုတ်လားတငယ်ချင်းတင်မောကပြန်လာလို့ surprise တိုက်ပြီးတော့ရောက်လာတယ်စားပစ်လိုက်တယ်တောက်ပစ်လိုက်တယ်ဆိုတာမျိုးတွေရှိတယ်ဆိုရင်လေနောက်နေ့တွေမှာကျွန်တော်တို့ကတော်တော်လေးကျွန်တော်တို့ strict လုပ်ပြီးတော့စားလိုက်မယ်ဆိုရင်အဆင်ပြေတယ်ကျွန်တော်ပြောချင်တာဟို diet လုပ်နေလို့လူပေါင်းအပြင်ရောက်သွားမယ်ဟာမလာဘူးမွေးနေမလာဘူးအလှမစားဘူးမင်္ဂလာဆောင်မသွားဘူးနောက်ဒီတိုင်းထိုင်နေကျွန်တော် diet လုပ်နေလို့ဆိုပြီးအဲ့လိုကြီးမိပြတ်ဆွေပြတ်တီမလုံစေချင်တာအဲ့လိုမလုံစေချင်တာဆိုတော့ဒုတိယအချက်မှာတတိထားမှာကအဲ့လိုရိုးစိမ့်မှုတွေရှိရယ်အဲ့လိုရိုးစိမ့်မှုတွေရှိလို့လေကျွန်တော်တို့ကဆက်ရုပ်ကြီးလို့လုံးဝကြီးဟို ငင်းကန်ပြီးတော့အဲ့လိုအတင်းလုံးနေဖို့မလိုဘူး flexible ဖြစ်အောင်နေလို့ရတယ်ဒါပေမဲ့တတိတော့ထားเนาะဒါဒုတိယကျွန်တော်တို့ဖြစ်နိုင်တဲ့အချက်နောက်ဆုံးတတိယအချက်ကိုကျွန်တော်တို့ဆက်သွားလိုက်အောင်နောက်ဆုံးအချက်ကမတိကြမတိကြဘူးဆိုတာဘယ်လိုမျိုးလဲဆိုတော့မိတ်ဆွေတို့ဒီကယ်လိုရီတွက်မယ်ဆိုရင် internet မှာ calorie calculator blah 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 ဒါမှမဟုတ် application တွေဒါမှမဟုတ် ကျွန်တော်ဘာမှရှားသော trainer ပေါင်းများစွာ sharing လုပ်ပေးတယ်ဒါ theory တွေနဲ့ခြားတတ်တယ်အဒီ theory တွေကမှားနေတယ်ဒီ theory ထွင်တဲ့လူကအသုံးမချဘူးလို့ပြောတာမဟုတ်ဘူးဒါကလုံးဝဟိုအကြမကြကြီးမမှန်နိုင်ဘူးတိတိကျကျကြီးမဖြစ်နိုင်ဘူးအဲ့လိုဆိုကျွန်တော်တို့ကတွက်ပြီလေအာငါတို့ရဲ့အသက်ရကိုလေးချင်းအာဘလာဘလာလာအဲ့ဒါကြီးထည့်လိုက်တယ်အဲ့ဒါကြီးကတော့မမအောင်မှန်းလေဒါပေမဲ့ကျွန်တော်တို့နေ့စဉ် lifestyle တွေကအာကျွန်တော်တို့ active lifestyle ရှိတယ် sedentary lifestyle ရှိတယ်ဒါကြီးရွေးရတယ်လေ TDE တွက်တဲ့အခါမှာဒါပေမဲ့ကျွန်တော်တို့ active lifestyle ရှိတယ်ဆိုတော့ညာလေအမြဲတမ်း တလလုံးရက်30 31ရက်28စသည်ဖြင့်ရက်တိုင်းရက်တိုင်းမှာအများတန်းကြီးအဲ့လို active lifestyle ရှိနေတာမဟုတ်ဘူးလေတချို့အပတ်တွေမှာဟိုစိတ်အဆင်မပြေရှိသွားလို့နည်းနည်းလေးနှေးသွားတာနည်းနည်းလေးကိုယ်လက်လှုပ်ရှားမှုတိတ်မလုပ်ဖြစ်တာတချို့အပတ်တွေမှာပိုလုံးဖြစ်တာရှိတယ်အဲ့လိုအနေမြင့်တက်ကြရှိတယ်အဲ့တော့ကျွန်တော်တို့တွက်ထားတဲ့ဟာကြီးကအတိအကျကြီးလုံးဖြစ်နေမှာမဟုတ်ဘူးအဲ့တော့အဲ့လိုဖြစ်တယ်ဆိုရင်ကျွန်တော်တို့ပုံမှန်စားနေကြတဲ့10%လောက် ရှော့ပြီးတော့အပြောင်းလဲလေးလုပ်ပြီးတော့စားကြည့်ဥမာကယ်လိုရီ2000စားတယ်အလုံးမဖြစ်ဘူးအဲ့ဆိုရင်အဲ့တော့10%လောက်ရှော့ပြီးကျွန်တော်တို့စားကြည့် try ကြည့်အဲ့ဒီနေရာမှာတခါတည်းဟိုကယ်လိုရီတွက်တာရှုပ်တယ်အဲ့လိုခြားတွက်ရတာပြင်းတယ်啊 Google Calculator ဘာညာလဲတိတ်မလုပ်တတ်ဘူးဆိုအလွယ်ပြောပြမယ်မိတ်ဆွေတို့ဒါ target body weight ကိုစနစ်နဲ့မျှောက်လိုက်အဲအဲ့ဒါဆိုရင်အဆင်ပြေဥမာမိတ်ဆွေပေါင်100ရှိတယ်အပေါင်100ရှိရင်ကျွန်တော်ကျွန်မပေါင်150ဖြစ်ချင်တယ်တော့ မလုံနေဘူးမလျော်ဧကန်နာကြီး200ရှိတယ်190လောက်ဖြစ်ရှင်တယ်ဆိုရင်တော့လည်းမဆိုးဘူးပေါ့နော်ဖြည်းဖြည်းချင်းသွားအောင်ပါအဲဆိုရင်အဲ190ကိုဆက်နေနဲ့မြောက်လိုက်အဲဆိုရင်ထွက်လာတဲ့ကဏ္ဍကမိတ်ဆွေစားမယ့်ကယ်လိုရီပမာဏဖြစ်တယ်ဒါဒီလဲ estimate ပဲဒါအလွယ်ဆုံးဒါဗီဒီယိုကြည့်နေရင်နားလဲသွားအောင်ရှင်းပြရဖြစ်တယ်အသေးစိတ်ကယ်လိုရီ20ကိုကျွန်တော်ဒီဗီဒီယိုအောက်မှာ link ချပေးထားမယ်ဒီဗီဒီယိုလေးမှာကျွန်တော်အသေးစိတ်လေးတင်ပေးထားတယ်အဲ့ဒီမှာ like ချအတွက်ကြည့်မယ်ဆိုရင်တော့ဒီထက်ပိုပြီးနီးစက်တာမှန်ကန်တာကိုရမယ်ဒါမဲ့ထုံးတန်တိုင်းမဲ့အဲ့လိုစားကြည့်လို့တစ်ပတ်နှစ်ပတ်လောက်မှအလုပ်မဖြစ်ဘူးဆိုရင်ကျွန်တော်တို့က အဲ့ကောင်ကို10%လောက် short စားတာမျိုးလုပ်ကြည့်ကိုယ့်ရဲ့ lifestyle လေးကိုပြန်ပြီးတော့ဆန်းစစ်ကြည့်ကဲဒါဆိုရင်တော့ကျွန်တော်တို့နောက်ဆုံးအနေနဲ့အနှစ်ချုပ်မယ်နံပါတ်1အချက်ကကျွန်တော်တို့ကဘယ်အချက်ကအဲ့လိုမျိုးမပြောင်းလဲဘူးထင်အောင်ထင်မှားဖြစ်စေလဲဆိုတာကိုကျွန်တော်တို့ကမာဆယ်လေးတွေတက်လာတယ်အဲ့တော့ကြာတဲ့တလောက်မကြောက်ဘူးအကြနေတယ်ဆိုပြီးတော့ထင်အောင်ထင်မှားမာဆယ်တက်လာတာထင်အောင်ထင်မှားဖြစ်စေတယ်ဝိကြရတယ်အစီကြရတယ်မတူတာကိုကောကောပြပြတီးဖို့လိုတယ်ဒုတိယအချက်ကကျွန်တော်တို့ရဲ့အဖိတ်အစဉ်လေးတွေယူဆိုင်မှုလေးတွေ လူသားပဲဗျာကျွန်တော်ပြောသလိုအများတန်းကြီးတော့ကျွန်တော်တို့ကတွက်ထားတဲ့ကယ်လိုရီတိုင်းတိတိကျကျကြီး professional ကစားသမားကြီးတယောက်လို့နေထိုင်နေလို့မရဘူးလေ isolate လုပ်နေလို့မရဘူးလေဘွယ်လန်တပင်ရှိတယ်အလှမင်္ဂလာဆောင်ရှိတယ်ဝါဒီလေးတွေရှိတယ်အဲကြရင်ကျွန်တော် check and balance လေးပြန်လုပ်ပြီးတော့သွားဖို့လိုတယ်ဒါမဲ့ရိုးစိမ့်မှုလေးတွေကိုတတိထားဖို့လိုတယ်တတိယဒါတွေကလုံးဝအတိအကျကြီးတခါတွက်လိုက်တာနဲ့လုံးဝအတိအကျကြီးလုပ်နေလို့မရဘူး အပြောင်းလဲလေးမရှိဘူးတိတ်ပြီးမထူကြဘူးဆိုရင်အဲ့ဒါလေးကို10%လောက်လျှော့ပြီးတော့စားတာမျိုးလေးလုပ်ကြည့်အမြဲတမ်းအမြဲတမ်းတော့ကျွန်တော်တို့လာစဉ်ဖြစ်ဖြစ်ဒါမှမဟုတ်လေးဘက်တစ်ခါဖြစ်ဖြစ်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်လေးတွေကိုမနက်မိုးလေးနာနဲ့ progress photo ပေါ့နော်ဓာတ်ပုံလေးရိုက်ယူထားမယ်မနက်မိုးလေးအပေါ်လေးသွားပြီ main လေးဆိုရင် period အပြီးနော် same place same lighting အဲအဲ့လိုလေးတရားလေးရိုက်ထားမယ်ဘိုက်ကားပတ်လေးလေးတရားလေးကျွန်တော်တို့တိုင်းထားမယ်အဲကိုကဒါ embody machine လို့ပါတော့ စစ်ဆေးတာနဲ့လက်လန်းမိတယ်ဆိုရင်လည်းဒါလေးတွေတိုင်းထားတယ်ဆိုရင်လည်းအဆင်ပြေတယ်ဆိုတော့ဒီ၃ချက်မှာမိတ်ဆွေတို့ကဘယ်အချက်လေးနဲ့ညှိနေလဲဘယ်အချက်လေးကမိတ်ဆွေတို့အရန်ကိုအကျိုးရှိတဲ့အချက်လေးဖြစ်သွားမလဲဆိုတာကိုကျွန်တော် comment အောက်မှာဝင်ရောက်ဆွေးနွေးပေးသွားပါအောင်ဗီဒီယိုဆုံးထိကြည့်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ဒီထက်ကောင်းတဲ့ဗီဒီယိုတွေနေဆက်ပြီးတော့လာပါဦးမယ်